ပရိယတ္တိမပါတော့ဒီအမှန်တရားနဲ့အမှားအမှန်ဘက်ကနည်းနည်းပဲရာဂန်လုံးနည်းပြီဒီလူတွေတရားရဖို့အတွက်ကိုလုံးဝပူဖို့မပူတာအထိုင်နေဟိုနောက်ဆုံးနားလည်အောင်ပြောရဟန္တာဖြစ်တဲ့ဒီကိုဦးဇင်းလုံပေးနိုင်တယ်နောက်ဆုံးစက်တို့ပညာတော့မထိမ့်သိမ့်နိုင်ဘူးမှန်ပါဘူးဟာဘယ်လုံးရတဲ့ဝိတုပိယရဲ့တပည့်ရောက်မှပြောတော့လုံးရပြီဟိုမှဒါကြီးလဲ ဟိုလူပဲဟိုမှာဟွာဖြစ်သွားပြန်ပြီအဒီရဖြစ်သွားပြန်လို့ဦးရလာကြီးကိုလိုက်ပြီးတော့ဆောက်ရှောက်ရတာကြီးကတော်တော်လေးကိုပြန်မှန်းလာဘူးပြင်ဒကာမောင်ကြီးကိုပြောတယ်ဒကာမောင်ကြီးတို့ဦးရင်းကတရားရဖို့အတွက်လည်းမပူဘူးနာမည်ရှိဖို့အတွက်လည်းမပူဘူးဦးရင်းခုပူနေတဲ့ဟာကြီးလက်ရှိမူလမူရင်းဒီလူတွေတော်တော်စီစီလုံးလုံးနဲ့မူရင်းတော့မကောင်းဘူးဆိုမိတ်ကမကောင်းဘူးဘယ်လိုသာသနာပြုလို့တလောကဘုန်းကြီးစီကိုနာမည်ကြီးဘုန်းကြီးတစ်ပါးကြွလာ မမတော်တော်ကြီးတာပါသူကရက်ပိုင်းနဲ့ပဲယဟန္တာဖြစ်အောင်ဟောနိုင်တယ်ဆိုတော့ပုဂ္ဂိုလ်အဲ့ဒါရောက်လာသူတတင်းတွေကလည်းဘုန်းကြီးတို့အဝေးကနေကြားနေရအဲ့တော့ရောက်လာတော့ဩတကယ်ဆယ်လီဆရာတော်ဘလားလို့ဘုန်းကြီးကလည်းနှုတ်ဆက်လိုက်တယ်အဲ့တော့အရှင်ဘုရားကြွလာတာတပည့်တော်ကြောင်းကိုမရောက်ဘူးလို့ကြွလာတဲ့ဆိုရင်တော့ ကြိုးစို့ပါတယ်လို့အရှင်ဘုရားပြသနေတဲ့ဟောကြားနေတဲ့တရားဓမ္မနဲ့ပတ်သက်ပြီးဆွေးနွေးမယ်ဆိုရင်တော့လုံးဝတပီတော့ခွင့်မပြုပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဟောပြောမှုဟာပရိယတ်တိနည်းနည်းလေးကင်းနေတယ်ဘာကင်းနေလဲပရိယတ်တိမပါတော့ဒီအမှန်တရားနဲ့အမှားဟာ အမှန်ဘက်ကနည်းနည်းပဲရာဂိုင်းလုံးနည်းပြီးအမှားဘက်ကဘာဖြစ်မလဲညာနေမယ်သို့တော်လည်းပဲဘုန်းကြီးတို့တရားတော်မတွေကြတော့မှန်တယ်မှားတယ်ဆိုတာမဝေဖန်မစူးစမ်းနိုင်တော့နာမည်ကျော်တော့ဝိုင်းဝိုင်းလဲနေတာတွေမရှိမဖြစ်ဘူးလားဖြစ်နေတယ်နောက်တကသူ့ကိုဟိုအပ်ဒီကတိုင်တယ်တော့တယ်လို့တော့အဲ့ဒီအတိုင်တော့အမှုကိစ္စတွေတွေလည်းပဲကြားနေရတယ် ဒါကြောင့်နံပါတ်2အနေနဲ့အရှင်ဘုရားရင်ဆိုင်နေရတဲ့အမှုကိစ္စနဲ့ဆွနှွေးမဲ့ဆိုရင်လည်းပဲလုံးဝလက်မခံပါဘူး။နောက်ပူရီယိုရိုက်တာဓာတ်ပုံမှတ်တမ်းတင်တာလိုင်းမော်တင်တာလည်းပဲလက်မခံနိုင်ပါဘူး။ဒီလိုပဲဘုန်းကြီးကတော့ဟိုညင်းဆိုလိုက်ပါတယ်။ပရိယတ္တိမပါတော့ယုံကြည်စရာရှိသေးလား။မရှိဘူး။ဒါကိုဘုန်းကြီးတို့ပြိဋ္ဌာန်များ နားလဲစေခြင်းနဲ့ကိုလှုပ်တဲ့အလုပ်ဘလောက်အထိပယ်ရှိတယ်ဆိုတာသိစေခြင်းနဲ့เนาะအဲအဲ့ဒီဘုန်းကြီးကိုဘုန်းကြီးကနည်းနည်းလေးတော့ပြောလိုက်ပါတယ်အရှင်ဘုရားလို့အဲပရိယတိဆိုတာပေဒံနဲ့တူတယ်လို့ဘလောက်ပဲမြင်းကိုဖြောင်းအောင်ဆွဲနိုင်ပါတယ်ပြောပြောပေဒံလွတ်ဆွဲနိုင်ပါတယ်ပြောပြောပေရန်မပါရင်တဏှာမဟုတ်တဏှာတော့ ဘာဖြစ်သွားတော့ကောက်သွားနိုင်တယ်။ဒါကြောင့်ပရိယတ္တိစာပေကိုတေချာလေးလာစီကျင်တယ်။လူဘဝကနေပြီးယဟန်ဝဲလာပလင်မော်တဲ့ဆရာကြီးလှုပ်တာကတော့သိတော့တဘာဝမကြဘူး။တဘာဝကြရလား။အဲ့ဒီတဘာဝမကြတာကိုပဲဘုန်းကြီးတို့တကဓမ္မတွေကအဝေလေးလေးတွေကများတော့ကြတယ်လို့လို့နဲ့တွန်းအားပေးတဲ့မြောက်စားကြတာတွေမရှိဘူးလားအဲ့ဒီထဲကိုမပါစီ